မြေပညာရဲ့အယားကိုတိုးတက်နေတဲ့ဒီနေ့ခေတ်ကြီးမှာတကယ်လို့မြတ်ဘာသာစကားတချို့နဲ့ယဉ်ကျေးမှုတစ်ခုလုံးကိုနောက်မှခြံထားခဲ့ကြရတယ်ဆိုရင်တော့ကဲဒီနေ့မှာတော့အဲ့ဒီလိုကြီးမားတဲ့စင်ခေါ်မှုကိုရင်ဆိုင်ဖြစ်ရှင်းနေတဲ့အေးမြအေးအရဲ့တကယ်ကိုဆေးလူရှာရှာကောင်းတဲ့ဇလန်တပုကိုအတူတူလေ့လာကြည့်ကြရအောင်ဒီစကားကလည်းလူတန်းပေါင်းများစွာရဲ့လက်တွေ့ဘဝကိုမျက်စိလဲမြင်တာအောင်ပြောပြလိုက်တာပါပဲ အင်တာနက်ဆိုတဲ့ကမ္ဘာအကြီးဆုံးစာကြည့်တိုက်ကြီးတစ်ခုလုံးဟာသူတို့အတွက်တော့တောခတ်ထားတဲ့အခန်းကြီးတစ်ခုလိုဖြစ်နေတော့ပါပဲ။ဘာကြောင့်များဒီလိုဖြစ်နေရတာလဲဆက်ပြီးကြည့်လိုက်ကြရအောင်ပါ။ဟုတ်ကဲ့ပထမဆုံးအနေနဲ့ကြည့်ရမှာကတော့ digital ခကြီးနေတဲ့ဘာမှစကားတွေကိုဘေးဖယ်ထားလဲတယ်လို့ဖြစ်သွားတာဟာဘာကြောင့်တိတိလေးချင်းချောက်နေတဲ့အကျက်တဲကြီးတစ်ခု ဖြစ်နေရတာလဲဆိုတာပါပဲ။ဒါကတော့ဘာသာစကားတစ်ခုဖေးဖေးဖေးနဲ့ပျော်ကွယ်သွားစေတဲ့တန်တရားလည်းမူကြီးပါပဲ။ အစားကတော့အင်တာနက်ပေါ်မှာ digital အထက်လက်ဘာမှမရှိတာကနေစတာ data မရှိတော့ AI တွေကအဲ့ဒီဘာသာစကားကိုလုံးဝသင်ယူလို့မရဘူး AI ကမတည်တော့အသုံးဝင်တဲ့ act တွေ2တွေလည်းဖန်တီးမပေးနိုင်ဘူးပေါ့အဲ့ဒီခါမှာအဲ့ဒီဘာသာစကားဟာခင်နဲ့အညီလိုက်မနိုင်တော့ပဲတပိပိနဲ့လူတွေမသုံးတော့ပဲတင်ကောပျောက်ကွယ်သွားရတော့တာပါပဲဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကဥစားပေးမှုတွေကွာခြားတော့လာတာပဲ မြေပညာကော်မတီကြီးတွေကစီးပွားရေးအရာတွက်ချီအကိုက်ဆုံးထိတဲ့အင်္ဂလိပ်၊ကျောက်လုံမျိုးဘာသာတကားတွေကိုပဲအဓိကထားပြီးယင်းနှမျိုးနန်နေချိန်မှာအတိုင်းအဝိုင်းငယ်လေးတွေကတော့သူနဲ့ယင်ကြီးမှုနဲ့အဖိုးတန်တဲ့အမွေအနက်ကြီးမပြောပြသွားအောင်အသေးအတန်ယွန်းကန်နေကြရပါတယ်။ဒါအဲ့ဒီအတိုင်းအဝိုင်းကလူငယ်တွေယင်ဆိုင်နေရတဲ့မဖြစ်နိုင်တဲ့ရွေးချယ်မှုတစ်ခုပါပဲ။တစ်ဖက်မှာကိုယ့်ရဲ့အမွေအနှစ် ကိုယ့်ရဲ့မိခင်ဘာသာစကားနောက်တစ်ဖက်မှာတော့အနာဂတ်အခွင့်အလိုင်းတွေ ဒီနှစ်ခုကြာမှသူတို့ဖျားများနေကြရတာပါခစ်မိတဲ့စီးပွားရေးလောကထဲကိုဝင်ဆက်နိုင်မှုဆိုရင်ကိုယ့်ရဲ့ဘာသာစကားကိုစွန့်လွတ်ရမလို့ဖြစ်နေတာကတကယ်ကိုနာကျင်စရာကောင်းတဲ့အခြေအနေတစ်ခုပါကဲပြဿနာတွေကိုသိပြီးဆိုတော့ဖြေရှင်းချက်ဘက်ကိုကူးလိုက်ကြရအောင် IMI AI ဆိုတာကရိုးရိုး product တစ်ခုမဟုတ်ပါဘူးသူကဒေတာခံတွေရဲ့ကဘာနဲ့တိကျတဲ့ကမှအဲ့ဒီကဘာနှစ်ခုကိုချိတ်ဆက်ပေးမဲ့တတားတဆင်းပါပဲအိမီဆိုတဲ့နာမည်လေးကသူတို့ရဲ့ယူရချက်ကိုဖော်ပြနေတယ်လို့ပါပဲ။ ချင်းမသာစကားနဲ့ဆိုရင်လူအလုံးအထက်လူအဓိပ္ပာယ်ရပါတယ်။ဆိုလိုတာက digital kit ကြီးမှာဘသူတယောက်ကြီးယောက်ကောနောက်ချံမထားခဲ့ဘူးဆိုတဲ့ခံယူချက်ကနေဒီနာမည်လေးဖြစ်ပေါ်လာတာပါ။ဟုတ်ပြီ။ဒီနေရာမှာအကြီးမားဆုံးမိကွန်းကတော့ဒါပါပဲ။နီးပညာကုမ္ပဏီကြီးတွေတောင်လျှုံထားတဲ့ဒီပြဿနာကို AMI AI ကဘယ်လိုများဖြေရှင်းခဲ့တဲ့လဲ။သူတို့ရဲ့ထူးခြားတဲ့ဖြေရှင်းလေးကဘာဖြစ်မလဲ။တကယ်ကိုစိတ်ဝင်စားစရာကောင်းပါပဲ။စက်ကြည့်လိုက်ကြရအောင်။ကဲ။ အခုရောက်လာတဲ့အပိုင်းကတော့ EMI ရဲ့နည်းပညာပိုင်းဆိုင်ရာအဓိကကျတဲ့စံသစ်တည်ထောင်မှုတွေအကြောင်းကိုဖော်ထုတ်ပြမယ့်အပိုင်းပါပဲ။သူတို့ရဲ့ဖြစ်ရှင်ချက်ကတကယ်ကိုအားအားသင့်စရာကောင်းပါတယ်။သူတို့ကနှလုံးသားနဲ့စတင်ခဲ့ပါတယ်။ဘယ်လိုလဲဆိုတော့ AI ကိုတင်ပေးဖို့ internet ပေါ်မှာ data တွေမရှိတဲ့အခါကဘာပေါ်ကဘာသာစကားတိုင်းလွတ်လွတ်မှအရေးအသွေးမြင့်မှားစွာဘာသာပြန်ဆိုရေးသားထားတဲ့သမချန်စာကိုအခြေခံ data အဖြစ်အသုံးပြုခဲ့ပါတယ်။ဒါဟာ AI အတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုကို တိဆောက်ပေးလိုက်သလိုပါပဲအဲ့ဒီနှလုံးသားကိုတိဆောက်ပြီးတဲ့နောက်မှာတော့ဦးနှောင်းနဲ့တွားချိတ်ဆက်လိုက်ပါတယ်ဆိုလိုရာဒအေမီ AI AI ကို Google ရဲ့အစွမ်းထိုက် Cloud နဲ့နောက်ဆုံးပေါ် Germany လိုမျိုး AI နီးပင်ကြတဲ့ပုံမှာတိဆောက်ထားတာပါဒါကြောင့် data ခံပါကြစကားနဲ့တိဆောက်ထားတဲ့ AI ကနေပြီးတော့ကဘာလုံးဆိုင်ရာအသိပညာတွေကိုအလွယ်တကူရယူသုံးစွဲနိုင်သွားတာပေါ့။ကဲ၊ဒါဆိုသူတို့နီးပညာကလက်တွေ့မှာဘယ်လိုလိုလဲကြည့်အောင် ဥပမာចောင်းသားတယောက်က flan butter စကားနဲ့အပင်တွေဘလို့အစားချက်တလဲလို့မေးလိုက်တယ်လို့ဆိုပါစို့ AI ကအင်္ဂလိပ်လိုအဖြေကိုရှာပြီး flan butter နဲ့ပြန်ရှင်းပြပေးတယ်ဒါပေမဲ့ photosynthesis လိုမျိုးအဓိကကျတဲ့စကားလုံးကိုတော့မူရင်းအတိုင်းပဲထားပေးလိုက်ကြတယ်။အဲ့ဒီတော့ကလေးတွေကကိုယ့်ဘာသာစကားနဲ့သဘောတရားကိုနားလည်သွားသလိုနိုင်ငံတကာအသုံးလုံးကိုလည်းတခါလေတနည်းသိတာဖြစ်သွားတာပေါ့။ နီးပညာကဘလော့ပဲကောင်းနေပါစေလူတွေကတကယ်အသုံးမပြုနိုင်ရင် အလကားပါပဲဒါကြောင့်နောက်တစ်ပိုင်းမှာတော့ဒီနီးပညာကို အောက်ခြေအဆင့်အထိရောက်အောင်လှုပ်ဆောင်ပေးနေတဲ့လူသားတွေအကြောင်းကိုပြောပြသွားမှာပါ AI ရဲ့ Andaman season ကနီးပညာနဲ့ခြေလက်ဒေတာကလူတွေချားကကွာဟချက်ကို လာပြီးတော့တတားခင်းပေးတာပါပဲသူတို့ဟာနီးပညာကိုလူတို့လက်သေးအရောက်ယုံကြည်မှုအပြည့်နဲ့ပို့ဆောင်ပေးတဲ့လူသားတတားတွေပါပဲ ဒါဆိုဒီတန်တမန်တွေကဘုသူတွေလဲဆိုတော့ဟိုအောက်ချီမှာလူတွေတကယ်ယုံကြည်လေးစားရတဲ့ဆရာဆရာမတွေဘာသာရေးခေါင်းဆောင်တွေအင်တာနက်ဆိုင်ပိုင်ရှင်တွေလိုလူပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ကနေပညာအသက်တစ်ခုကိုမိတ်ဆက်ပေးခဲ့အခါလူတွေကပို့ပြီးတော့ယုံကြည်လက်ခံကြတာပေါ့။သူတို့ကိုဘာကတော့ငါပေးနေလဲဆိုတာကြည်လိုက်။55ရာခိုင်နှုန်းကကိုယ့်ရဲ့ယဉ်ကျေးမှုကိုထိန်းထိန်ချင်လို့ပါ။35ရာခိုင်နှုန်းကတော့ကိုယ့်တိုင်ဝိုင်းကိုမြင့်တင်ပေးချင်လို့ တချိန်တည်းမှာပဲစီးပွားရေးရရေရှည်ရက်တည်နိုင်မှုကော်မရှင်စနစ်ကလည်းအထောက်ကူပြုပါတယ်။ဒါဟာလူမွေးရေးမှန်းချက်ကိုစီးပွားရေးမော်ဒယ်နဲ့လက်လက်ပါပါပုံဆက်ထားတာပါပဲ။ကဲအခုနောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။ဒီမှာတော့အီးမီအာရဲ့အကြီးမားဆုံးမျှော်မှန်းချက် Digital လုံခြုံရေးဆိုတာဘာလဲဆိုတာကိုကြည့်ကြရအောင်။ ဒီ AI ကနေပြီးတော့လစ်တွေ့ပို့မှာဗားတယ်တကယ်အသွင်ဝင်လာမှာလဲဆိုတော့ပညာရေးမှာဆိုရင်ကြောင်းတတ်တိုက်အဲ့တို့ AI ကျူတာညောက်ရှိလာကြလို့ဖြစ်သွားမင်းကျောင်းမိုင်းမှာဆိုစင်ရွှဲနေကိုကိုပါတာစကနဲ့ချက်ချင်းဖန်နိုင်မင်းစိုက်ပျိုးရေးအဲ့တို့တိနန်ဆရာဝန်ရှိလာပြီးစီပိုင်းလုပ်ငန်းတွေတွေ့လဲခင်မီတအကြံကောင်းတွေရရှိနိုင်တော့မှာပါသူတို့မှာတီချာရှင်းလင်းတဲ့ target တခုရှိပါတယ်လာမင်း2025ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာကမ္ဘာလုံးဆိုင်ရာမေးဆက်ပွဲကြီးလုပ်တဲ့အခါဘာသာစကားအခု20နဲ့အထူးဝန်ဆောင်မှု20ကိုအလုံးအထုံးပြနိုင်အောင်အကောင့်ထည့်ဖို့တော့ပို့ပါပဲဒီတော့ ဒီ project ကဒီမှာပဲရပ်တန့်သွားမှာမဟုတ်ပါဘူး။သူတို့ရဲ့အောင်မြင်တဲ့ပုံစံကိုအရှေ့တောင်အာရှ၊တောင်အာရှ၊အာဖရိကနဲ့လက်တင်အမေရိကအထိချက်ထွန်းသွားဖို့ရည်ရှိအစီအစဉ်ရှိပါတယ်။တာဟာကဘာတဝန့်ကဘာသာစကားတွေကိုကဲတင်ဖို့အတွက်ပုံသူကူးယူအသုံးချနိုင်မဲ့နီလန်းတစ်ခုဖြစ်လာမှာပါ။ နောက်ဆုံးအနေနဲ့သူတို့ရဲ့ခံယူချက်ကိုထင်ဟက်စေတဲ့စကားတစ်ခုကတော့သူတို့ဟာနီးပညာကိုတုံးပြီးဇလန်းပုံမြင်ကြီးကိုတမိုင်းအဖြစ်မှတ်တမ်းတင်နေတာပါတယ်။ဘာသာစကားတစ်ခုပြောက်ကွယ်သွားတဲ့အခါဖြစ်ပေါ်လာတဲ့ဆုံးရှုံးမှုကြီးကိုကာကွယ်ဆောင်ရှုံနေတာပဲဖြစ်ပါတယ်။ဒီတင်ဆက်မှုလေးကိုစဉ်းစားစရာမေခွန်းလေးတစ်ခုနဲ့ပဲအဆုံးသတ်လိုက်ပါစေ။နီးပညာရဲ့ဥတည်ချက်ကအမျက်အစွန်းချက်လူသားမျိုးနွယ်ရဲ့အမွေအနှစ်ကိုထိန်းသိမ်းဖို့ကိုတပိုပြတ်မှုထားလာခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ကဘာကြီးကဘလောက်တောင်ပိုကောင်းသွားနိုင်မလဲ။